်တော်သူများအားလုံးပဲမင်္ဂလာပါကျမအနေနဲ့ဒီနေ့မှာဧပြီလ23ရက်နေ့ကနေပြီးတော့18ရက်နေ့အတွင်းမှာဂျိုအနေထားပေါ်မှာမူတည်ပြီးတော့ကျမတို့ဆောင်ရယ်ဆောင်ရယ်လေးတွေကိုပြပြပေးမှာပါဒီကာလဟာကျမတို့တကြံတွင်းကာလဖြစ်သလိုပဲကျမတို့အနေနဲ့เนาะဂီယူဆိုင်ရမယ်ဆောင်ရမယ် ရှောင်ရမယ့်ကိစ္စလေးတွေလည်းရှိပါတယ်အဲ့တော့ဒီကာလမှာတောက်ကြာဂျူပေါ့နော်ကျမတို့တောက်ကြာဂျူဟာ73ရက်နေ့เนาะကျမအခုပြောနေတယ်73ရက်နေ့ဧပြီလ73ရက်နေ့မှာเนาะသူကမေယာတီထဲမှာ retro သွားနေတာကနေပြီးတော့တမပြန်ပြီးတော့သွားပါမယ်အဲ့တော့တမပြန်သွားတဲ့ခါကျတော့သူကဘယ်သူနဲ့တွေ့မလဲဆိုတော့စနေနဲ့သွားပြီးတော့ စုံတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါဂယုဆိုင်ရမယ်ကာလတစ်ခုဖြစ်တယ်နော်ပြီးတော့တနင်္ဂနွေကျိုးပေါ့နော်တနင်္ဂနွေကျိုးကလည်း14ရက်နေ့နော်14ရက်နေ့မနက်6နာရီရနေပြီးတော့6နာရီ38မိနစ်ကနေ38မိနစ်21စက္ကန့်ကနေပြီးတော့သူကမင်ယာဒီကနေပြီးတော့မိတ္တယာဒီကို ပြောင်းပါတယ်နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့မင်းရာဒီမှာဂျူရီစုံနေရတဲ့ကြားကနေပြီးတော့တနင်္ဂနွေကနော်မင်းရာဒီကနေမိတ္တရာဒီကိုပြောင်းလိုက်တဲ့အတွက် ကောင်းတယ်လို့လည်းပြောလို့ရနိုင်တယ်ပေါ့နော်အဲ့တော့ဒီခါမှာဒီလိုကာလမှာနော်မြန်မာတက်ကတိ1300နဲ့မှာ89ကာလမှာဂျူရီရဲ့အနေထားကိုကြည့်တဲ့အခါကျတော့ဂျူစင်လိုက်ကြည့်ရင်နော်တမရဂျူက စနေဂျူဖြစ်လာတယ်ဂျူဒီထဲမှာတမလဂျူကစနေဂျူဖြစ်လာတယ်ဝင်ကြီးချုပ်ဂျူကတနင်္လာဂျူဖြစ်လာတယ်အဲ့လိုပဲကာကွယ်ရေးဝင်ကြီးဂျူကတနင်္ဂနွေဖြစ်တယ်နော်အာကာသတတိဂျူကကြလေတနင်္ဂနွေဖြစ်တယ်နောက်ကမိုးစလဂျူကလည်းတနင်္ဂနွေဖြစ်တယ်အဲ့လိုပဲနော်စိုက်ပျိုးရေးတွေနော်ဒီအသီးနှံဖြစ်ထွန်းရေးတွေကိုလောက်ဆောင်ပေးတဲ့နော်လေယာဝင်ကြီးဂျူကတော့ဗုဒ္ဓဖူး နော်ကုံသွေးကြီးဂျူဟာတောက်ကြဖြစ်ပြီးတော့နော်အခြားဂျူရီထဲမှာအဲ့လိုမဲ့ဂျူရီအစင်လိုက်သွားနေတဲ့တဲမှာကျမဂယူဆိုင်မိတာတတိထားမိတာတော့လေဘာတွေ့လဲဆိုတော့ဂျူရီအားလုံးထဲမှာပါပဂျူရီက နေရာယူထားတာတွေ့တယ်เนาะအဲ့တော့ပပဂျူတွေနေရာယူထားတဲ့အတွက်ကောင်းသလားဆိုးသလားလို့ပြောရင်တော့ပပဂျူနေရာယူထားတဲ့အတွက်ဒါတိတ်မကောင်းဘူးလို့ပြောလို့ရတယ်เนาะဟိုဂျုံနိုင်တာဘာတွေဂျုံနိုင်လဲပပဂျူတွေနေရာများနေတယ်နေရာယူထားတယ်ဒါဆိုရင်ဘာတွေဂျုံနိုင်လဲလို့ပြောရင်တော့နံပါတ်1ကတော့ကျမတို့เนาะယာတိဥဒုပေါ့เนาะအဲအကာသတဂျူနဲ့မိုးလေဝသားနဲ့ဇလပေတာဂျူမှာတင်းငွေနေရာယူထားတယ်ကာကွယ်ရေး ဝင်းကြီးချိုလည်းတနင်္ဂနွေညယူထားတဲ့အတွက်ရာသီဥတုအနေနဲ့ဒါဟာဖောက်ပြန်တတ်တယ်တတဝါတွေထိခိုက်ပျက်စီးတတ်တယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့ဒါပေမဲ့လေဝင်းကြီးချုပ်ချူကတော့တနင်္လာချူဖြစ်တယ်သောမချူဖြစ်တယ်ပေါ့နော်တနင်္လာချူဖြစ်တဲ့အတွက်လူတွေတတဝါတွေမှာเนาะမေတ္တာစိတ်တွေဂိယူနာစိတ်တွေပို့ပြီးတော့အားကောင်းလာနိုင်တယ်လို့ပြောလို့ရပါတယ်เนาะစိတ်ကူးစိတ်တန်းကောင်းနေပေါ်လာနိုင်တယ်နောက်မိုးပေါ့เนาะမိုးမခံဘူးမိုးရွာမယ်လို့လည်း ြုတ်လို့ရတယ်เนาะအဲ့တော့အဲ့လိုဂျူရီအနေထားကြီးကြည့်လိုက်တဲ့အခါကျတော့ကျမတို့ဒကြံတွင်းကာလာနဲ့ဒကြံပြီးကာလာတွေမှာနော်မိုးကောင်းနိုင်ပါတယ်နော်မုန်တိုင်းဝင်နိုင်ပါတယ်နော်မြေပြိုတာတို့ရေရှမ်းတာတို့ဒါမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက်ကျမတို့ဂယုဆိုင်ရမယ့်ကာလာတစ်ခုလည်းဟုတ်ပါတယ်နော်ဒါကြောက်စိတ်ခြင်းလို့ကျမ၆တာမဟုတ်ပါဘူးကြိုတင်ပြီးတော့ကာကွယ်တဲ့နာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်နော်ကျမက ညဝေပေးတာပါအဲ့တော့ကျွန်မ73ရက်နေ့ပေါ့နော် April 73ရက်နေ့နာကျမတို့ဘာဒီဆောင်ရမလဲရှောင်ရမလဲဆိုတာကိုမပြောခင်မှာကျမတခုတော့ပြောပြရစီအဲ့ဒါဘာလဲလို့ပြောရင်နော်ကျမတို့ဒီဟိုဟာပေါ့ဆောင်ရရှောင်ရနေနဲ့ဒီဂျူရီယာဒါတွေကလေကျမတို့ဂျူရီအနေထားတွေပေါ်မှာပြက်ချက်ပြီးတော့ပြောတာဖြစ်ပါတယ်နော်အဲ့ဒါလေးတော့ကျမပြောပြရစီနော်ဧပြီလ23ရက်နေ့ နော်ဧပြီလ23ရက်နေ့ဟာပြောမယ်ဆိုလို့ရှင်တော့ကျမတို့ပြောမယ်ဆိုရင်အကောင်အဆိုးနှစ်မျိုးစလုံးကြုံနိုင်တဲ့နေ့ဖြစ်တယ်နော်ကောင်းတာကဘာလဲလို့ပြောရင်ဥစ္စာပစ္စည်းရစေတဲ့ဘဒုမယုတ် ရထားတဲ့နော်นี่ผิดตะโลဥษาปิสิรีกုံซုံးစီတဲ့လုံမကရုပ်ရထားတယ်နေလေဖြစ်တယ်အဲ့တော့ကောင်းတဲ့ရုပ်လေးရထားတယ်ဆိုးတဲ့ရုပ်လေးရထားတယ်ပေါ့เนาะအဲ့တော့ရှောင်းအမေကာလာကတော့မနက်တနာ33မိနစ် ဆိုတာမနေ့အစောကြီးတနာရီ33မိနစ်ဒါနေ့12နာရီကနေပြီးတော့တနာရီ33မိနစ်အတွင်းကဒါအခါမကောင်းဘူးအမောင်ကာလလို့ပြောရမှာပါပေါ့နော်။ညညနေ4နာရီ30ကနေပြီးတော့ညနေ4နာရီ30ကနေပြီးတော့6နာရီအတွင်းလည်းအခါမကောင်းဘူး။နော်အဲ့ဒီကာလတွေမှာငွေကြေးနဲ့ပတ်သက်ပြီးတော့နော်ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုမလုပ်ပါနဲ့လို့အကြံပြုချက်နဲ့နော်အဲ့တော့ တနင်္ဂနွေနေ့အဲ့ဒီနေ့ကတော့ကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ဘာတွေလုပ်နိုင်တယ်လဲလို့ပြောရင်တော့လေဒါကတော့အခါမကောင်းတဲ့အတွက်ကျမကတော့ဟိုလက်ထက်ထိမ်းရတာတွေဟလာရှင်ပြူတာတွေเนาะအဲ့လိုမျိုးမင်္ဂလာအခါယူပြီးတော့လှုပ်ရတဲ့အိမ်ဘောနော်အိမ်ဆပြီးတော့စောက်တာတို့အိမ်ပြင်းတာတို့ဒါမျိုးလှုပ်ရတဲ့ကိစ္စတွေမှာအခါမကောင်းတဲ့ကာလကိုရှောင်ကျဉ်ပြီးတော့လုပ်မယ်ဆိုရင်တော့လုပ်ပါ အဓိကကတော့ကျမအနေနဲ့ဆိုတော့ဒါကမလုပ်စီချင်ဘူးလို့ကျမပြောရမှာပေါ့နော်ဒါပေမဲ့တချို့လဲအချိန်နေချိန်ခါပုံမှန်မူတည်ပြီးလုပ်ရတယ်ဆိုရင်တော့ဒီယူဒီဇိုင်းနဲ့လုပ်ပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဧပြီလ14ရက်နေ့ပေါ့နော်ဧပြီလ14ရက်နေ့ကကြတော့ကျမတို့ပြောမယ်ဆိုရင်တော့ကောင်းတဲ့ရုပ်ရထားတယ်နော်စတာရုပ်ရထားတဲ့နေ့ဖြစ်တယ်နော်အဲ့လိုနေ့ကကြတော့ကောင်းတဲ့ပြောမယ်ဆိုရင်တကြံအကြနေလေးဖြစ်မယ်ထင်တယ်နော်အဲ့လိုနေ့မှာတော့ အမောင်ကာလာကမနေ့9နာရီ30ရနေပြီးတော့မနေ့9နာရီအတွင်းကတော့အချိန်ခါမကောင်းဘူးပေါ့နော်အဲ့ဒါတော့အမောင်ကာလာဖြစ်ပါတယ်အဲ့ဒီမှာကျမတို့နော်ဒီလိုမျိုး ကောင်းတဲ့နေ့ဒီမှာကျမကဘာကိုရွတ်ဖတ်စေချင်တယ်လဲလို့ပြောရင်ကျမကဂုံတော်ကွန်ချာကိုရွတ်ဖတ်စေချင်တယ်နော်အဲ့ဒီမှာဂုံတော်ကွန်ချာကိုရွတ်ဖတ်ခြင်းအားဖြင့်ကျမတို့တွေရဲ့ဘဝတွေလုံခြုံမှုရှိနိုင်တယ်လို့ပဲငွေကြေးစည်းဝါးကံကောင်းမယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်နော်အဲ့တော့အဲ့ဒီနေ့မှာကျမကရွတ်ဖတ်စေချင်တာကဂုံတော်ကွန်ချာရွတ်ဖတ်ပါဧပြီလ23ရက်နေ့မှာရွတ်ဖတ်စေချင်တာကတော့တန်ဖိုးဒီကာတာ36ခေါင်းနဲ့ဓာရဏပရိတ်ကိုတစ်ခေါက် ဦးစော်ပေးဖို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်။ဧပြီလ15ရက်နေ့ပေါ့နော်။ဧပြီလ15ရက်နေ့ကတော့အင်မတန်ကောင်းတဲ့နေ့ပါ။ကျမရဲ့မွေးနေ့လည်းဖြစ်ပါတယ်နော်။ဧပြီလ15ရက်နေ့အင်မတန်ကောင်းတဲ့နေ့ပါနော်။ဘာရောက်ရထားလဲလို့ပြောရင်ဖုံးကန်ကြီးမားစီတဲ့ ကေတုယုတ်ရထားပြီးတော့စက်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံစေတဲ့တိတိဝိဆာယုတ်ရထားတယ်နည်းဖြစ်ပါတယ်။ကောင်းတဲ့နော်ယုတ်နှစ်ခုစလုံးတကယ်ထိတ်တန်းယုတ်ပြီးရထားတယ်နည်းဖြစ်တယ်လို့ပြောနိုင်ပါတယ်။အဲ့လိုနေ့မှာမဟာတကြံအချက်နေဖြစ်တယ်ပေါ့နော်။အဲ့လိုနေ့မှာဘာဒီလုံမလဲလို့ပြောရင်နော်ကိုယ်ဘဝမှာအောင်မြင်စေလိုတဲ့ကိစ္စတွေလုပ်လို့ရတယ်နော်ကိုယ့်ရဲ့နောင်တန်တရားမှာပါစီမဲ့ကုသိုလ်ရေးကိစ္စတွေဒါမျိုးတွေလုပ်လို့ရတယ်နော်။တကယ်လို့တရားစခန်းဝင်နေဆိုလေ အိတ်နေကြရင်နော်တကယ်ကိုစိတ်ကြီးကြီးလင်းလင်းလေးနဲ့နော်ဟိုစိတ်ထားစိတ်ထဲမှာပေါ့နော်ဒီဟိုစောင့်ထင်းရမယ့်၅ပါးတီလာဟလား၉ပါးတီလာလုံးဝကိုလုံခြုံအောင်စောင့်ထင်းပြီးတော့နော်ကောင်းကောင်းမွန်မွန်ချီချီလင်းလင်းလေးနဲ့အရာရာကိုလှုပ်ဆောင်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်။အဲ့နေ့မှာကျမကတော့အမေတော်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်စေဖို့အတွက် အဒိတ်ထံစမယ်နေပါเนาะအဲကျမရဲ့မွေးနေ့လေးဖြစ်သလိုเนาะအမေတော်အောင်ဆန်းစုကြည်ကိုအတွက်ကျမလှုပ်ပေးချင်တာတွေရှိပါတယ်เนาะအဲ့ဒါကြောင့်အဲ့နေ့မှာကျမစပြီးတော့အဒိတ်ထံဝင်မယ်เนาะကျမနဲ့အတူတူအဒိတ်ထံဝင်ခြင်းတဲ့လူတွေလည်းဝင်လို့ရအောင်14ရက်နေ့မှာကျမ14ရက်နေ့မှာကျမ post ကိုတင်ပါမယ်เนาะအဲ့နေ့မှာတော့ဒါတကယ်ကိုကျမတို့ကအဲ့နေ့မှာဟာကိုအတွက်ကိုမလုပ်သင့်ဘူးလားလို့ပြောရင်ဆိုကျမကတော့အဲ့လိုမယူဆဘူးကျမကဘာလဲဆို ကိုလူများတွေအတွက်အရေးကြီးတဲ့ကျမတို့လူအများကြီးအတွက်အရေးကြီးတဲ့ကိစ္စတွေကိုကျမတို့ကလုပ်ပေးခြင်းရကျမတို့တကူရီတမားတွေတကူရီကိစ္စလေးတွေဟာနော်ဆူတောင်းဆရာမလိုပဲနေပြည့်တတ်တယ်နော်အဲ့တော့အဲ့လိုနေမှာအမေတော်အောင်ဆန်းစုကြည်နော် နောက်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေเนาะအကျဉ်းသားတွေတဲမှာမှနိုင်ငံရေးအကျဉ်းသားဆိုတာကအင်မတန်နှိမ့်ဆက်ခြင်းခံရတဲ့အကျဉ်းသား နော်တခြားအကျဉ်းသားတွေနဲ့တောင်မတူဘူးလူဆိုးတွေတခိုးတွေဟလာအဲ့လိုမျိုးမကောင်းမှုတွေနဲ့နော်တကယ်ကိုဟိုအကျဉ်းထောင်လေးရောက်တဲ့လူတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့မတူဘူးနိုင်ငံရေးအကျဉ်းသားတွေကိုကြတော့နော်အကျဉ်းထောင်လေးမှာဟိုစကားစားတွေကအကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေကိုသေစေလိုတဲ့စိတ်ဆန်စေတနာတွေရှိတာတွေ့ရတယ်နော်အဲ့ဒါကြောင့် ကျွန်မအနေနဲ့ကတော့အဲ့ဒီလိုနေမှာအင်မတန်ကောင်းတဲ့နေမှာအမေတော်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချမ်းချမ်းမာမာချမ်းချမ်းသာသာနဲ့ပြန်လဲလွတ်မြောက်ဖို့အတွက်ကိုကျမကအတိတ်တန်လုပ်ပါမယ်နော်အဲတမနာကြီးဥဝင်းမြင့်လဲပါတာပေါ့နော်အဲ့လိုမျိုးလှုပ်ဖို့ကျမရည်ရထားပါတယ်အဲ့ဒါကိုနိုင်ငံဒီတနိုင်ငံလုံးကောင်းဖို့ဆိုတာတော့လीကျမတယောက်တည်းလုပ်လို့တော့မရဘူးအဲ့ဒါအများကဝိုင်းပြီးတော့ နော်လှုပ်ဆောင်မှသာလေထိရောက်ပါလေနိုင်ငံရေးဆိုတာနိုင်ငံလို့ပြောရင်အများကြီးလေဟုတ်တယ်မလားနော်အများကြီးဖြစ်တဲ့အဲ့နိုင်ငံတစ်ခုလုံးကောင်းဖို့နော်ရေဒီယာကုသိုလ်အမှုပြုဖို့ဆိုတာတယောက်တည်းအားနဲ့တော့မရဘူးပေါ့နော်အဲ့တော့ဒါကိုအများဝိုင်းပြီးတော့ပါဝင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့မြန်မာနိုင်ငံအတွက်အရန်ကောင်းပါလိမ့်မယ်နော်နောက်တစ်ခုကဟိုဘာဖြစ်လဲဆိုတော့နည်းတစ်ခုပြောချင်တာကျမတို့က အဲဆူတောင်းတဲ့ခါကျတော့လေကို့အတွက်မတောင်းမဲနဲ့เนาะတခြားလူတွေအတွက်တောင်းပေးတာအဲ့ဒီပါရမီကလေအရန်ကိုကောင်းတဲ့ပါရမီပါသီလားเนาะအဲ့ဒါကဘာလဲဆိုတော့အတ္တမပါဘူးလောဘမပါဘူးပေါ့เนาะအတ္တတွေလောဘတွေမပါဘဲနဲ့เนาะတကယ်ကိုစိတ်စေတနာနဲ့မြတ်တာအရင်ခံပြီးတော့ဘသူတွေတော့ကောင်းပါစေဘသူတွေတော့ဘလို့လေးအဆင်ပြေပါစေပေါ့เนาะအဲ့ဒါမျိုးလေးဆူတောင်းတာပို့ပြီးတော့เนาะကောင်းမွန်တဲ့အကြောင်းကိုကျမကညွှန်ဝေတာပါနော် ဲ့တော့အဲ့ဒီကာလမှာတော့เนาะဧပြီလ15ရက်နေ့မှာเนาะအမောင်ကာလရှိပါတယ်เนาะအမောင်ကာလကညနေ3နာရီကနေပြီးတော့4 4နာရီခွဲတွင်းဟာ အမောင်ကာလဖြစ်တယ်ည17နာရီ35မိနစ်ကနေည12နာရီအတွင်းဟာအမောင်ကာလဖြစ်တယ်เนาะအဲ့တော့မနေ့မိုးလင်းတာနဲ့ကျမတို့ ကောင်းပြီမိုးလင်းတာနဲ့ဆိုတာကျမ12နာရီပေါ့နော်ဒီအခါကူးလိုက်တာနဲ့နော်ပြောမယ်ဆိုရင်လုံးဝကိုကောင်းသွားပြီနော်ဖုန်းကန်ကြီးစီတဲ့ကိတုရုပ်ရသွားပြီနော်အဲ့တော့ဆိုတော့ကျမတို့ကကိုဘယ်အချိန်မှစမလဲကိုအဆင်ပြေတဲ့အချိန်မှစလို့ရတယ်နော်ကိုအဆင်ပြေတဲ့အချိန်မှစလို့ရတယ်ဒါပေမဲ့နော်အမေစုအတွက်ကိုတော့ဒိတ်တန်စကျင်တာတော့ကျမကမနက်9:45မိနစ်မှာစစီကျင်တယ်ပေါ့နော် အဲ့ဒီမှာကျမမုံလုံးကြီးပေါ်လှူခိုင်းတာကလေသိလားတချို့ကပြောတယ်ဆရာမမုံလုံးကြီးပေါ်မလှုပ်ဘူးမုံလုံးကြီးပေါ်မလှူဘဲနဲ့တခြားကလှုပ်လို့ရလားလို့ပြောရင်အမေစုအတွက်ကကျမရွက်လှပန်းလှူခိုင်းတာပေါ့နော်ရွက်လှညွန့်လေးကိုအမေစုအတွက်ထိုးပေးပါအများကြီးဆိုလဲခက်ခဲမှရှိဆိုးလို့ခုမှရှိရရွက်လှတညွန့်ဆိုလဲရတယ်ဒါကိုအမေစုကိုစားအမေစုအတွက် နော်ရည်စူးပြီးတော့အမေစုကိုစားလှူဒန်းပေးတာပါပေါ့နော်ကျမအဲ့လိုမျိုးလေးဟိုညှိုးဆိုတယ်ပေါ့နော်ပြီးတော့မုံလုံးရည်ပေါ်ကြတော့အမေစုအတွက်လှူရတာမဟုတ်ဘူးကို့အတွက်ကိုလှူရတာနော်မုံလုံးရည်ပေါ်ဆိုတာကလေမုံလုံးဆိုတာကိုကနန်းရည်ပေါ်ဆိုတာကိုကနန်းကို့အတွက်နဝင်းချေပြီးတော့လှူရတာနော်အဲ့တော့15ရက်နေ့မှာမုံလုံးရည်ပေါ်မလှူခြင်းဘူးဆိုရင်လေရတယ်မုံလုံးရည်ပေါ်လှူခြင်းဟာကို့ရဲ့ကံပေါ့နော်ကို့ဟာကိုနဝင်း နော်နဝင်းစွန့်ကတ်မဲ့နဝင်းစွန့်ကတ်လို့လည်းရပါတယ်နော်နဝင်းစွန့်ကတ်လည်းရတယ်အဲ့နေ့ကတော့မုံလုံးရေပေါ်ဟာလှူသင့်တဲ့နေ့ဖြစ်ပါတယ်နော် ဧပြီလ16ရက်နေ့เนาะဧပြီလ16ရက်နေ့ဟာလေเนาะမဟာတကြက်အတက်နေ့ပေါ့เนาะအဲ့ဒါမှာလေဖုံးကန်ကြီးမားစီတဲ့တဲ့ data ရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะနောက် data ရုပ်ရဲ့အင်မတန်ချမ်းသာကြွယ်ဝစေတဲ့သုံးမြရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะ15ရက်16ရက်ကအင်မတန်နေ့ကောင်းနေ့အဲ့လိုနေ့ကောင်းနေ့မှာတော့ကျွန်မကเนาะကုသိုလ်ရေးတွေကိုဘိုင်ဘိုင်နေနေထိထိရောက်လုပ်သလိုပဲဒါနကုသိုလ်လုပ်သလိုပဲသီလကုသိုလ်အနေနဲ့လည်းကျွန်မကကိုးပါးသီလတော့ယူစေ ်ချင်တယ်နော်ကိုဘာဒီလာလေးယူမယ်တသက်လိုလေးစားမယ်ပေါ့နော်နောက်အားတိုင်းအားတိုင်းအချိန်ရတိုင်းမှာမေတ္တာဘာဝနာလေးဝါနေမယ်ပေါ့နော်ကျမကတော့အဲ့ဒီနေ့မှာကျမကတရားကျင့်မှုကျမစဉ်းစားထားတယ်ဒါပေမဲ့လေကျမဘေးရင်ဟောဖို့အတွက်လက်ခံထားတာတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဘေးရင်ဟောဖို့အတွက်လက်ခံထားတာလေးကျူပြီးတော့လှုပ်ထားပြီးတော့ပေါ့နော်အဆင်ပြေအောင်ကျမ ဆောင်ရွက်ဖို့တော့ကိုယ့်ဟာနဲ့ကိုယ်တော့အစီအစဉ်လေးရှိပါတယ်เนาะအဲ့တော့16ရက်နေ့ကလည်းဖုန်းကန်ကြီးမားစေတဲ့တဲ့ data ရုပ်နဲ့ချမ်းသာစေတဲ့အင်မတန်ချမ်းသာစေတဲ့တောများရုပ်ရထားတဲ့နေ့ဖြစ်တယ်အဲ့လိုနေ့မှာတော့နော်အာကုတူကြီးလုံးဝရှောင်ပါအာကုတူကြီးလုံးဝမလုပ်ပါနဲ့အာကုတူလို့ပြောတဲ့နေရာမှာနော်ကျမတို့ကနော်ကာယကံမြောက်လုပ်တဲ့အာကုတူဟလာနော်ဝစီကံမြောက်လုပ်တဲ့အာကုတူပဲလူတွေကဂယုဆိုင်ကြတယ်အ မနှောကန်နဲ့လှုပ်တဲ့အဟုတို့ကအင်မတန်ကြီးတယ်နော်ဒါကိုကျမကဟိုပါကျုပ်ဆရာတော်ဘုရားကြီးရဲ့တရားတစ်ပုဒ်မှာကျမနာယူဘူးတယ်ဘာလဲဆိုတော့နော်ကျမအငြင်းန်းစဉ်းစားတယ်ငငယ်လေးလေးကနော်ဒီဝရက်ကနော် တန်ဃာလဲတန်ဃာလဲမှာလဲပါတယ်ဟလာနော်နောက်ပြီးအစွမ်းထက်တဲ့ပုံကိုလည်းဖြစ်တယ်ကျင့်စဉ်တွေတမထအားကောင်းတဲ့အတွက်နော်ကောင်းရင်ပုံမှာဇန်နဲ့ပြန်နိုင်တဲ့ပုံကိုမျိုးလည်းဖြစ်တယ်နော်အဲ့တော့အဲ့လိုပုံကိုမျိုးဟာနော်ကျင့်ကြံအားထုတ်မှုတွေလည်းအများကြီးရှိတယ်ဟလာအဲ့လိုပုံကိုမျိုးဟာဘာကြောင့်မြည်မျိုးတာလဲကျွန်မအငြင်းလမ်းစဉ်းစားမှုတွေငငယ်လေးတွေကနော်အဲ့တော့အဲ့ရဲ့အဖြေကိုကျမသိတာတိတ်မကြသေးဘူး။ဘာသိလဲလို့ပြောတော့နော် ကိုလှုပ်ခဲ့တဲ့သူလှုပ်ခဲ့သမျှကုသိုလ်တွေအလုံးဟာနော်ဖះကိုပြမားတာတခုတည်းကြောင့်တော့မြင်းမြူတာမဟုတ်ဘူးသူလှုပ်ခဲ့တဲ့ကုသိုလ်ကုသိုလ်တွေအလုံးကိုကြည့်တဲ့အခါမှာကုသိုလ်တွေအလုံးမှာအတွင်းစိတ်ကနေဖြစ်တဲ့အကုသိုလ်တွေကြောင့်နော်ဒီလိုမျိုးအကုသိုလ်တွေကကုသိုလ်တွေကိုစွဲချနိုင်တယ်နော်ကျမအဲ့ဒါကိုကျမအဲ့ဒါကိုဘုံဘုံရဲ့တရားမှာနားလိုက်ရတော့ကျမအဲ့ဒါကိုသဘောပေါက်သွားတယ်နော်ကျမတို့ကကာယကံနဲ့ လူမတက်ဘူးခလာဝစီကန်နဲ့လေကျမတို့ကလူမတက်ဘူးဒါပေမဲ့ဘသူ့ကိုတော့သေစေချင်ပါတယ်ဆိုတော့စိတ်ဆန္ဒရှိနေသရွေ့ကျမတို့အဲ့ဒီမှာနော်ပါဏာတိပါတာကံကိုကျူးနေတယ်ဟလာနော်အဲ့တော့ကျမပြောချင်တာကနော်သူတို့ရဲ့မကောင်းမှုတွေအတွက်ကျမတို့တွေရဲ့ကောင်းမှုတွေကိုမယုတ်လျော့ဘူးစူးစမ်းပြီးတော့နေထိုင်သင့်တယ်နော်အကုသိုလ်တွေကျူးနေတဲ့လူတွေအများကြီးရှိတယ်တွေ့တယ်အများကြီးရှိတယ် ဒါပေမဲ့အဲ့ဒီလူတွေရဲ့နော်သူတို့ရဲ့အကုသို့ဟာသူတို့ကိုသူတို့အကျိုးပေးလိမ့်မယ်သူတို့အကျိုးပေးမဲ့အချိန်ရောက်ရင်သူတို့ဟာသူတို့အကျိုးပေးသွားလိမ့်မယ်အဲ့ဒီအတွက်ကျမတို့တွေကဈားတွေကနေပြီးတော့အကုသို့ဝင်ပြီးတော့မယူဆေးချင်ဘူးကျမတို့တွေကမနောကံနဲ့ပြုတ်လိုက်တဲ့အကုသို့တိုင်းဟာကျမတို့ပြုတ်ကျင့်ထားတဲ့ကုသို့တွေကိုဆွဲချသွားတယ်နော်အဲ့တော့ဒါလေးကိုကျမ နားလည်စေချင်တယ်အဲ့တော့ကျွန်မချစ်တဲ့သူတွေလေနော်အာကုတူကိုကျွန်မတို့တာရေကံဝစီကံနဲ့သာမကမနှောကံနဲ့လေနော်မကျူးလို့မိအောင်ဂယူဆိုင်ဖို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့16ရက်နေ့မှာလေကျမတို့နော်ကိုဘာတီလာယူရင်အင်မတန်ကောင်းပါတယ်နော်18ရက်နေ့ဧပြီလ18ရက်နေ့ကတော့သူကလေကောင်းတာကောင်းတဲ့ရုပ်နဲ့မကောင်းတဲ့ရုပ်နှစ်ခုရထားပါတယ်နော် အမှုကိစ္စတွေကိုပြီးစီးအောင်မြင်စေတတ်တဲ့အာနန္ဒာရုပ်ရထားသလိုပဲနော်မနေ့9နာရီကနေပြီးတော့နောက်လျှောက်ည12နာရီထိသိစေတတ်တဲ့ကာလဒါနရုပ်ရထားတာတွေ့ရပါတယ်เนาะအဲ့တော့ဒီလိုနေ့မှာတော့ကျမတို့ကဂယုဆရမယ်ပေါ့เนาะဧပြီလ19ရက်နေ့ဟာရက်ကျန်းပါတယ်เนาะအဲ့နေ့ကတော့ကျမတို့ဂယုဆရမယ်နေ့ဖြစ်တယ်အဲ့တော့ကြာသပတေးနေ့ဖြစ်တယ်နေ့ကျန်းတဲ့အတွက်ကျမတို့ဂယုဆိုင်ပါအဲ့လိုနေ့မှာတော့ တံပုတ်ဒီကာရာရေဂုံတော်ကွန်ချာရေပြီးတော့เนาะမြစ်တာတုတ်ရေကိုပွားများပါเนาะတံပုတ်ဒီကာရာဆို36ခေါက်မြစ်တာတုတ်ဆိုရင်9ခေါက်ဘုံတော်ကွန်ချာဆိုရင်တော့အဲ့လိုနေမှာနော်၉ခေါက်လောက်ပူဇော်တင်တယ်လို့ကျမအနေနဲ့ယူဆတယ်ပြီးတော့ဒါဒနာပရိတ်ကိုလည်းပူဇော်ပါနော်2000နဲ့မှာကျမတို့2025ဧပြီကနေစပြီးတော့2026ဧပြီထိမဖြစ်မနေ ထည့်ပြီးတော့ပူဇော်ရမယ့်ဂါထာထဲမှာဒါဒနာပရိတ်ပါဝင်ပါတယ်เนาะဂျိုစည်းဂျုံနေမကောင်းတဲ့အတွက်ဒါဒနာပရိတ်ကိုကျမတို့ပူဇော်ဖို့လိုတယ်ပရိတ်ကြီးဆက်သတုပ်ပူဇော်တယ်ဆိုရင်တော့အင်မတန်ကောင်းတယ်ပရိတ်ကြီးဆက်သတုပ်ပူဇော်ဖို့ခက်ခဲတဲ့လူတွေကတော့ဒါဒနာပရိတ်ကိုပူဇော်ပေးပါမေတ္တာတုတ်ရဲ့ခန္ဓာတုတ်ရဲ့ပုပ္ပနာတုတ်ရဲ့ကိုလည်းပူဇော်ပေးပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะဧပြီလ 18ရက်နေ့ပေါ့နော်ဧပြီလ18ရက်နေ့ကတော့နော်သူကတော့အသင့်အတင့်ကောင်းတဲ့နေ့ဖြစ်တယ်နော်ဘယ်လိုမျိုးအသင့်အတင့်ကောင်းလဲလို့ပြောရင်နော်ထိရရုပ်ဆိုတာကိုလှုပ်တဲ့ကိစ္စလေးတွေအောင်မြင်သွားစေတဲ့ရုပ်နဲ့နော်နောက်အဆောက်အဦတွေစောက်တဲ့ခါကျတော့ကောင်းမွန်တဲ့ရုပ်သူထိရရုပ်နော်အဲ့တော့ထိရရုပ်နဲ့သူထိရရုပ်ရထားတဲ့အတွက်သူကအသင့်အတင့် ကောင်းစေတဲ့နေ့ဖြစ်တယ်နော်အဲ့ဒီနေ့မှာရှောင်းရမယ့်အမှောင်ကာလကတော့နေ့12နာရီပေါ့နော်မနေ့12နာရီကနေနေ့12နာရီအတွင်းကတော့အချိန်ကာလမကောင်းပါဘူးပေါ့နော်အဲ့ဒီကာလမှာတော့ရှောင်းပါပေါ့နော်အဲ့ဒီနေ့မှာကျမတို့ရွတ်တဲ့နေ့ဒါဓာရီကတော့ဒါဒနာပရိတ်ပရိတ်ကြီး73ပေါ့နော်ဒါရီကတော့ကျမတို့ပူဇော်တဲ့နေ့လို့ကျမအနေနဲ့ယူဆပါတယ်နော်အဲ့တော့ အဲပြောမယ်ဆိုလို့ရှိရင်တော့နော်ညစန်းတရက်နေ့က18ရက်နေ့နော်18ရက်နေ့ကညစန်းတရက်နေ့ဖြစ်တယ်ဂရုစာရမယ်နေ့ဖြစ်တယ်18ရက်နေ့ကတော့နော်ညစန်းနေ့ရက်နေ့ဖြစ်သွားမှာပေါ့နော်အဲသူကလည်းဂရုစာရမယ်နေ့ဖြစ်တယ်နော်အဲ့တော့ကျမဒီနေ့ဒီလိုချိန်ကာလမှာကျမအားလုံးကိုကျမတခုပြောချင်တာလေဒီကာလပေါ့နော်ဒီညစန်းတရက်နေ့ကြော်ပြီးတဲ့နောက်ပိုင်းမှာကျမတို့နော် ဟိုပြောင်းသွားပြီเนาะဂျုံနှစ်တစ်ခုတုံပြီပေါ့เนาะနောက်နှစ်တစ်ခုစပြီဆိုရင်အဲ့နှစ်တွေမှာကျမတို့ကလေကုသိုလ်ရေးဆိုတာဒါနသီလဘာဝနာအဲ့ကုသိုလ်၃မျိုးစလုံးနဲ့စဖို့အတွက်ကိုတော့ကျမကမြေတားရခန့်ကျင်တယ်เนาะလာမယ့်เนาะ1300နဲ့မှာ80နဲ့မှာ9ခုနှစ်ပေါ့เนาะအဲ့ဒီမှာတော့เนาะဘယ်လိုနိနံသားတွေကခယူးဆိုင်ရမလဲဆိုရင် တနင်္ဂနွေသားသမီးတွေခူးဆိုင်ရပါမယ်เนาะတနင်္ဂနွေသားသမီးတွေကဓာတနာပရိတ်ကိုမရွတ်လို့ကိုမရဘူးဓာတနာပရိတ်ကိုယူရပါမယ်ပူဇော်ရပါမယ်เนาะဂုံတော်၉ပါးကို ပတိစိတ်ရပါမယ်တနင်္ဂနွေသားသမီးတွေကံအားနေပါတယ်เนาะပြီးရင်တနင်္လာသားသမီးတွေเนาะတနင်္လာသားသမီးတွေလည်းကံအားနေပါတယ်เนาะဘာကြောင့်လဲလို့ပြောရင်တော့တနင်္လာသားသမီးတွေမှာကျမကြီးထိကြိုက်နိုင်တဲ့အသက်ရှူလမ်းကြောင်းနဲ့ပတ်ဆိုင်တဲ့ဝေဒနာတွေ ပေါ်တတ်တယ်ပေါ့နော်အဲ့တော့အဲပြောမယ်ဆိုလို့ရှိရင်တော့တနင်္လာသားသမီးရတော့အကောင်းရောအဆိုးရောနှစ်မျိုးစလုံးကြုံနိုင်တဲ့နှစ်ကာလဖြစ်တယ်ပေါ့နော်နောက်ဂယူဆာမဲနှစ်ကာလကတော့ဂယူဆာမဲနေနန်သားကတော့ဗုဒ္ဓဘုရားသမီးကြီးဖြစ်ပါတယ်နော်ဗုဒ္ဓဘုရားသမီးကြီးရတော့ကံအားတော်တော်ကိုနည်းတဲ့အတွက်နော်ဂယူဆာရပါမယ်နော်အဲ့တော့ဟုတ်ပြီဘယ်နေ့သားသမီးကြီးကအားကောင်းတယ်လို့ပြောရင်စနေသားသမီးကြီး အာကောင်းနေเนาะအင်္ဂါအာကောင်းနေတောက်ကြာအာကောင်းနေကြာသပတိအာကောင်းနေလို့ရေပူရပြောလို့ရပါတယ်เนาะအဲ့တော့ဒီမှာကျွန်မတခုပြောချင်တာကဂျိုစီဂျူနင်းမကောင်းတဲ့အခါတိုင်းကျွန်မတို့မလုပ်နိုင်ကြလဲပေါ့เนาะဒါလေးကိုလည်းကျွန်မပြောချင်တယ်အဲ့တော့ကျွန်မကတော့เนาะဂျိုတွေကိုဂျိုစီဂျူနင်းမကောင်းတာကောင်းတာထက်ကျွန်မမလုပ်လဲ မြတ်တာပို့တဲ့ခါတိုင်းမှာကျမတင်းငွေညိုမင်းကြီးတင်းလားဂျိုမင်းကြီးအင်္ဂါဂျိုမင်းကြီးဗုဒ္ဓဘူးဂျိုမင်းကြီးကြာသပတေးဂျိုမင်းကြီးတောက်ကြဂျိုမင်းကြီးနဲ့စနေဂျိုမင်းကြီးတို့ဆိုပြီးတော့ဂျိုမင်းကြီးတွေကိုလည်းကျမကမြတ်တာပို့တယ်เนาะမြတ်တာပို့တဲ့အမြှဝေရေပေါ့เนาะအဲ့လိုပဲเนาะဂျိုတွေကိုကိုကမြတ်တာပို့အမြှဝေရင်လေအခါကျရင်ဂျိုတွေကကျမတို့ကိုဒုက္ခမပေးဘူး เนาะအဲ့တော့အဲ့ဒါလေးကိုလိုက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လည်းလိုက်ပြီးတော့လုပ်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းချင်တယ်ကိုမေတ္တာပို့တဲ့နေရာမှာเนาะတောဆောင်နဲ့တောင်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့ယုတ်ကဆုဘုံမဆုအာကာသဆုနဲ့မြေဆောင်နဲ့ရေဆောင်နဲ့သာသနာတော်ဆောင်နဲ့သပုတ်တရားဆောင်နဲ့ဝလာဟာကနဲ့ပစ္စုံနဲ့စတုလောကပါလာနဲ့တရားမြမသူရာယမအဆရှိသောနတ်မြမအပေါင်းတို့ငကားကလုံးဂုံမန်ရက်ခတ်အဆရှိသောဥပတ္တကအပေါင်းတို့ဝိဇာဇောကြီးတပတိအဆရှိသောသူတော်ကောင်းအပေါင်းတို့နှင့်တနင်္ဂနွေဂျိုးမင်းကြီးတ နင်္လာဂျိုမင်းကြီးအင်္ဂါဂျိုမင်းကြီးဗုဒ္ဓဟူးဂျိုမင်းကြီးကြာသပတေးဂျိုမင်းကြီးတောက်ကြာဂျိုမင်းကြီးစနေဂျိုမင်းကြီးနေရာဟုနှင့်ကိတ်ဂျိုမင်းကြီးတို့ပါမကြမ်းကျွန်ုပ်ရဲ့နော်မြတ်တာအမြပေးဝေပါတယ်ကျွန်ုပ်ပြုသမျှဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကိုလည်းကျွန်ုပ်နဲ့ထပ်တူထပ်မြအမြရကြပါစေဆိုပြီးအဲ့လိုမြတ်တာဖို့အမြဝေတဲ့အခါမှာဂျူတွေကိုထည့်ပြီးတော့မြတ်တာဖို့အမြဝေပါအဲ့ဒါဆိုရင် ယိုစည်းချုံနေမကောင်းတာတွေလွတ်ပါတယ်เนาะနောက်တစ်ခုကတော့ကျမတို့เนาะဒီ2025 April ကနေပြီးတော့2026ထိเนาะပူဇော်ရမယ်ဂါရာဒါဒနာပရိတ်လို့ကျမပြောပြပြီเนาะဒါဒနာပရိတ်ရဲ့နောက်ပြီးတော့ပရိတ်ကြီးဆက်တော့တော့ရဲ့เนาะဒါမဖြစ်မနေပူဇော်ရမယ်ဂါရာအေးဟုတ်ပြီနောက်တစ်ခုကကြတော့နဝင်းဆိုးလို့ပဲ ညမဖြစ်မနေလှူဒန်းရမယ်စွန်းကကြတော့စံပြုတ်စံပြုတ်ကိုတကြားလေးဖြူရမယ်เนาะတကြားစံပြုတ်လို့ပြောလို့ရတာပေါ့เนาะတချို့ကပြောတယ်ဆရာမ note ထမင်းမရဘူးလားမရဘူးเนาะစံပြုတ်ကိုတကြားဖြူရမယ်เนาะအဲ့တော့စံပြုတ်ကိုတကြားဖြူမယ်အဲ့ဒါကိုကိုယ့်ရဲ့မွေးနေ့တိုင်းအာယုံစုံအနေနဲ့ကတ်ပေးပါနော်ကိုယ့်ရဲ့မွေးနေ့တိုင်းအာယုံစုံအနေနဲ့ကတ်ပေးပါတပတ်မှာတစ်ချိန်ကတ်တယ်ဆိုရင်ရပါတယ်နော်အဲ့တော့တပတ်မှာတစ်ချိန် တက်မယ်ဆိုရင်ရပါတယ်เนาะအဲ့တော့တန်းကိုကျွန်မတစ်ချက်လောက်ပြောပြမယ်2025 April 21ရက်နေ့ကနေပြီးတော့2026နော်ဒဇန်တွင်းကာလအထိလှူဒန်းရမယ်နိနံသားလိုက်လှူဒန်းရမယ်ပန်းတွေကတော့ဘာတွေလဲဆိုရင်တနင်္ဂနွေသားသမီးဆိုရင်အဝါရောင်လိမ္မော်ရောင်ရှိတဲ့ပန်းကိုလှူပါဘုတ်တဖူးကလည်းအဝါရောင်လိမ္မော်ရောင်ရှိတဲ့ပန်းကိုလှူပါနော်ကြာသပရေကကြတော့အနီရောင်ပန်းရောင်ကိုလှူပါ ပေါကြာကကြတော့နော်အဖြူရောင်လှူပါစနေကကြတော့အနီရောင်နော်ကြက်သွေးရောင်ရှိတဲ့ဘန်းကိုလှူပါနော်အဲ့တော့အင်္ဂါဆိုလို့ရှိရင်တော့အစိမ်းရောင်ကိုလှူပါတနင်္လာဆိုလို့ရှိရင်တော့နော်အဖြူရောင်ကိုလှူပါလို့ကျွန်မအယောင်နဲ့ဆိုလို့ရှိရင်တော့နော်အဲ့လိုမျိုးဟိုဒါကကျွန်မတို့နော်ရေဒီယာနေနဲ့လည်းဟုတ်တယ်ကုသိုလ်ရေးလည်းဟုတ်ပါတယ်နော်အဲ့တော့စစ်တော်သူများအားလုံးကိုကျွန်မချစ်ချစ်မြတ်တာတွေကိုကျွန်မပေးပို့ပါတယ်